။သမင်းရေတောက်ပေးတာဆိုလို့ရှိရင်ခန္ဓာကိုယ်ကိုကျန်းမာစေရဆိုတာလူတိုင်းသိပြီးသားဖြစ်ပါတယ်။အကြောင်းကတော့သမင်းရေမှာအာဟာရပြည့်ဝတဲ့ပါဝင်နေလို့ပါ။သမင်းရေကအဟာပြေဝရဲဆိုတော့လူကြီးတွေတောက်လို့ရတာကတော့ဟုတ်ပါပြီ။ကလေးလေးတွေကရောသမင်းရေတောက်လို့ရလား။ဒါကြောင့်မို့ဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်ဘေဘီလေးတွေကိုသမင်းရေတိုက်လို့ရတာဆိုတဲ့အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါရဲ့နော်။ညီမရဲ့ဗီဒီယိုလေးကိုမစားခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ပြီးရောဘေးနား notification bell လေးကိုပါ on ပေးပြီးမြေပါနေအောင်ရှင်။ လေးလေးတွေအသက်6လပြည့်ပြီဆိုရင်တော့ထမင်းရည်ကိုစားတိုက်လို့ရပါတယ်။ဒါကြောင့်ကလေးလေးတွေကိုထမင်းရည်တက်ကြည့်တဲ့အခါမှာအခုလိုကျမရဲ့အကျိုးကျေးဇူးလေးတွေကိုရရှိစေပါရနော်။ Solid food တွေစားစားဖို့ baby လေးတွေအစာရင်ကိုအဆင်သင့်ဖြစ်စေပါတယ်။ထမင်းရည်ကကလေးလေးတွေမိခင်တို့စွနေရင်ကနေအစာမားတွေစားစားနိုင်မှုအတွက်အဆင်သင့်ဖြစ်အောင်လုပ်ဆောင်ပေးပါတယ်။ baby လေးတွေကိုအစာမားတွေစားမစားခင်မှာထမင်းရည်တိုက်ပေးတာဆိုလို့ရှိရင်အစာရင်ကိုအစာချေပြတ်နိုင်စေဖို့အတွက်အလေးအကျင့်ရစေနိုင်ပါတယ်။ ။နောက်တစ်ချက်ကတော့ဗီတာမင်ကျွေးဝါးစေပါတယ်။ထမင်းမှာနီကာစင်၊ရိုက်ဘိုဖလာဗင်နဲ့သီရာမင်၊ဗီတာမင် B6 တို့ပါဝင်နေတာကြောင့်ကလေးတွေရဲ့အာရုံကြောစနစ်ဖွံ့ဖြိုးစေဖို့အတွက်အထောက်အပံ့ပေးနိုင်တယ်။ဗီတာမင်တွေစုံလင်စာပါဝင်နေပါတယ်။နောက်ပြီးတော့အမြင်အရကျန်းမာစေနိုင်တယ်လို့အရေပြားနဲ့အစာကျစနစ်ကိုကျန်းမာစေပြီးတော့ခန္ဓာကိုယ်မှာအင်အားပြည့်ဝစေဖို့လည်းထောက်ကူပေးပါတယ်။နောက်တစ်ချက်ကတော့ဝမ်းမြောက်ဝမ်းလျှော့ကိုတည်တာစေပါတယ်။ ထမင်းရည်ကိုတက်ဆာရည်နဲ့အတူတွဲတိုက်ပေးတာဆိုလို့ရှိရင်ဘေဘီလေးတွေမှာဖြစ်တဲ့ဝမ်ပြက်ဝမ်လျှောတာကိုတိတိတတ်တာတတ်တာစေပါတယ်။ဥတွေကိုကျန်းမာစေပြီးတော့ဘေဘီလေးတွေကိုရည်ရပြည့်စေမှာပါ။နောက်တစ်ချက်ကတော့ထမင်းရည်မှာအမြင်နဲ့ပါဝင်နေတာကြောင့်လည်းဘေဘီလေးတွေကိုဝမ်ချုံမှုကင်းစေဖို့အတွက်ထောက်ကူပေးပါတယ်။နောက်တစ်ချက်ကတော့အရေးပြားကိုကျန်းမာစေပါတယ်။ ထမင်းရီကဘေဘီလေးတွေရဲ့အသားရည်ချောင်းတွေးတာအဖက်လန်နာမျိုးတွေမဖြစ်စေဖို့အတွက်ထောက်ကူပေးပါရယ်။အရေးပြားမှာအပူအပိတ်ထွက်တာအရေးပြားနေမြန်းတာတွေကိုတတ်တာစေနိုင်ပြီးတော့အရေးပြားမှာတတော်တတ်တာမဖြစ်တာမျိုးမဖြစ်စေဖို့လည်းထောက်ကူပေးပါရယ်။နောက်တစ်ချက်ကတော့အင်အားပြေဝစေပါတယ်။ထမင်းရည်မှာကာဗွန်ဟိုက်ဒရိတ်ကျွမ်းအားသာပါဝင်နေသလိုစာလက်ကျွလွဲပါတယ်။ ။နောက်ပြီးတော့ဘေဘီလေးတွေကိုကာဘိုဟိုက်ဒရိတ်ပြည့်ဝစေတာကခန္ဓာကိုယ်မှာအင်အားပြည့်ဝစေဖို့အထောက်အပံ့ပေးပါတယ်။ကလေးလေးတွေဒီနေ့တာလုံးခန္ဓာကိုယ်မှာအင်အားပြည့်ဝစေဖို့အတွက်ထမင်းရည်ကိုတိုက်ကြွလို့ရပါတယ်နော်။နောက်ဆုံးအချက်ကတော့အဖျားကျစေနိုင်ပါတယ်။ထမင်းရည်အားဆိုလို့ရှိရင်အဟာပြည့်ဝပြီးတော့ဘေဘီလေးတွေကိုအဖျားကျစေဖို့လည်းအထောက်အပံ့နိုင်ပါတယ်။မြေမကောင်းဖြစ်တာကြောင့်အစာမစားနိုင်ရင်တောင်မှထမင်းရည်တိုက်ပေးတာကကလေးကိုအင်အားပြည့်ဝစေပြီးတော့မြေမြကျန်းမာစေဖို့အထောက်အပံ့ပေးမှာဖြစ်ပါတယ်။အခုပြပေးခဲ့တာတွေကတော့ ခလေးလေးတွေကိုထမိတိုက်လို့ရှင်ရရှိနိုင်မယ်ကျမရဲ့အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်เนาะညီမရဲ့မျိုးလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါဘောเนาะ